ကိုညာနဲ့အန်ဝင်းကိုတဆင့်မြင့်တင်ပေးဖို့အတွက် United ရဲ့လိုအပ်လက်နက်ပြန်လာပြီ United ကတော့နိုင်ပွဲတွေဆက်ပြီးရင်ဆက်နေတယ်လို့အသင်းရဲ့ form ကလည်းတဖြည်းဖြည်းနဲ့မြင့်တက်လာပြီးတော့အသင်းမှာရှိတဲ့အသစ်ခေါ်ယူထားတဲ့ကစားသမားအသစ်တွေအပါခြေစွမ်းတွေကိုဇက်တိုက်ဆိုလို့ပြနေကြတာဖြစ်ပါရည် United ရဲ့ရွှေဦးရောင်နေရတဲ့ပြန်လည်ရောက်ရှိလာတော့မှလားဆိုရဲပြည်သက်တည်းရဲ့မေးခွန်းတွေကလည်းတစားတစားပေါ်ထွက်လာခဲ့ပြီးတော့ အခုလည်း United ကစားသမားတွေကိုအကူအညီပေးနိုင်မယ့်လှုပ်ဝက်လက်နက်တစ်ခုကပြန်လည်ပြီးတော့ပေါ်ထွက်လို့လာခဲ့ပါပြီ United ရဲ့နောက်ခံကစားသမား Lisandro Martinez အနေနဲ့ဒဏ်ရာကနေပြီးတော့ပြန်လာတော့မယ်ဆိုတဲ့သတင်းက Manchester United အတွက်သတင်းကောင်းဖြစ်နေပြီးတော့အထူးသဖြင့်တိုက်စစ်ကစားသမားတွေဖြစ်ကြရဲ Matias Cunha နဲ့ Brian Antwerp တို့အတွက်ကတော့ဝမ်းသာစရာဖြစ်လာပါတယ် Martinez February လ2ရက်နေ့မှာခြေပနောက်အယွတ်ဆွဲဒဏ်ရာ ACL ဒဏ်ရာရခဲ့ပြီးတော့နောက်တဲ့ရက်ပေါင်း260ကျော်အကြာမှာတော့ပြန်လာတော့မှာဖြစ်ပါတယ် သူ့ရဲ့ဒဏ်ရာဟာလုံးဝပျောက်ကင်းသွားပြီလို့စစ်ဆေးတွေးရှိရပြီးတော့ဒီသတင်းပတ်အတွင်းမှာအတင်းပေါ်ရင်းနဲ့အတူရှစ်လအတွင်းပထမဆုံးအကြိမ်လေ့ကျင့်ခန်းဆင်းဖို့မျှော်လင့်ရပါတယ်။ဒါမဲ့လည်း United ကတော့သူ့ရဲ့ပြန်လာမှုကိုသတိထားပြီးတော့အချိန်ယူဆောင်ဆိုင်သွားမှာဖြစ်ပါတယ်။ မန်ယူနိုက်တက်နီးပြရူဘင်အမိုရင်းအတွက်ကတော့မာတီနက်ရဲ့ပြန်လာမှုကပြီးခဲ့တဲ့ရာသီကအဆင့်15နေရာနဲ့အဆုံးသတ်ခဲ့တဲ့အသင်းရဲ့ခြေစွမ်းကိုတိုးတက်ဖို့အတွက်အရေးပါပါလိမ့်။ယူနိုက်တက်ကခန်းစစ်ကနေပြီးတော့တိုက်စစ်ကိုဘောလုံးပေးပို့တဲ့နေရာနဲ့ပြိုင်ဘက်ရဲ့ခန်းစစ်ချောင်းကိုဖျက်ချော်တဲ့တိုက်စစ်မြင့်တင်ပေးနိုင်တဲ့ပေးပို့မှုတွေကိုမာတီနက်စီကနေအလွန်လွမ်းဆွနေကြရပါလိမ့်။နေပြအမိုရင်းကလည်းပြီးခဲ့တဲ့လကလက်ချာကိုယူနိုက်တက်အနေနဲ့လိုအပ်ကြောင်းအမိုရီနဲ့လုံသမ ्या ကစားကွက်တိုင်းမှာပါဝင်တဲ့နဲ့လေချာရဲ့စိတ်တဲ့ပြင်းထန်မှုကိုလွမ်းဆွမိတောင်ပြောကြခဲ့ပါတယ် မရီနက်အတန်းရမရခင်ကယူနိုက်တက်ရဲ့ခံစင်မှုတွေထဲမှာတိုက်စစ်မြင့်တင်ပေးဖို့မူ132ကြိမ်ဖောက်တွင်းပေးဖို့မူသူတို့ပေါ်6ကြိမ်နဲ့ဖိုင်နယ်တက်ထဲကိုပေးဖို့မူ89ကြိမ်တို့မှာပထမဆုံးအဆင့်တက်မှတ်ခံခဲ့ရပါတယ်။ဒါပြင်သူ့ရဲ့ပေးဖို့မူစွမ်းရာဘရူနိုဖာနန်ဒက်လိုကွင်းလေလူတွေတိုက်စစ်မှာလွတ်လပ်ခွင့်ပိုရပြီးဂိုးသွင်းကိုဖန်တီးမှုတွေပုံမိုလှုပ်ဆောင်နိုင်ဖို့ပါကူညီပေးနိုင်ပါတယ်။ဒီလိုထူးခြားတဲ့ဘောလုံးပေးဖို့မူစွမ်းရင်ကြောင့်မလို့နွေရာသီမှာရောက်လာတဲ့တိုက်စစ်ကစားသမားအစ်စ်တွေဖြစ်ကြတဲ့ကိုညာနဲ့အန်ပွဲမိုးတို့ဟာ ယခုရာသီမှာပွဲကိုလွှမ်းမိုးဖို့အတွက်အနောက်ကိုစေကစားနေကြမလို့တော့ပဲခြေတန်းမှာရှိတဲ့နေရာတွေကနေဘက်ဂျမင်ရှက်ကိုနဲ့အတူတူပူးပေါင်းပြီးတော့ပုံမထိရောက်တဲ့ကစားသမားတွေဖြစ်လာနိုင်ပါတယ်ဂွေရလူကာစမေရိုကလည်းမာဒီနက်ကိုအရန်ကြိုးစားတဲ့ကစားသမားတူအသင်းအတွက်မရှိမဖြစ်လိုအပ်တဲ့လူတူဖြစ်ကြီးမွန်ထားပြီးတော့သူရဲ့ပြန်လာမှုအတွက်အရန်ပျော်ရွှင်ကြောင်းပြောဆိုခဲ့ပါသေးတယ်